အာရှဘလာချေစပွဲအောင်မြင်မှုအလားလာကောင်းနေပိုင်ဆိုင်သွားခဲ့တဲ့မြမယူစက်ခုမျိုးသားအတင်းချောင်းပြောပြပေးသွားကြပါလေမြမယူစက်ခုမျိုးသားအတင်းကတော့လက်ရှိချိန်မှာအုပ်စုရင်းမှာချေစပွဲအောင်မြင်မှုရေအချိန်နေကောင်းလုံးအတင်းဖြစ်နေခဲ့ပြီးတော့သုံးဝဲကသာပြီးသွားချိန်မှာသုံးဝဲသလုံးကိုရန်တော်မြေနိုင်မော်တွေပုံဖော်ထားနိုင်ခဲ့ပြီးတော့ရမတ်ကိုမတ်စူဆောင်းပြီးတော့တရားထိတ်ကနေယက်တိနိုင်နေပြီဖြစ်ပါလေလာမယ့်တနင်္ဂနွေနေ့မှာရှင်မြန်ကစားသွားမယ့်ပွဲစဉ် စီးရီးယားသင်းတဲ့ပွဲတွေမှာတရီတမန်ရရှိရုံနဲ့အုပ်စုစင်ကိုလုံးမြောက်ပြီးတော့အကောင်းဆုံးပုံစံနဲ့ခြေစပွဲအဆင့်ကိုအောင်မြင်သွားမှာဖြစ်ပါလေဒါဟာကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးမျောလင့်တကြီးနဲ့ဆောင်စားနေရတဲ့ရလဲဖြစ်တယ်လို့လည်းကြားသိရပါတယ်ကျွန်တော်တို့ပြည်သက်အားကိုပြန်လဲကြည့်မယ်ဆိုရင်လည်းတကယ်ကိုဝမ်းသာခြင်းနဲ့အားရပီတိဖြစ်စရာတော်တော်လေးကောင်းပါလေပြည်သက်တွေရဲ့ဝန်ရမှုကိုလက်ရှိချိန်မှာကတော့ရရှိနေတာမြန်မာမျိုးသားယူဆက်ခွန်အသင်းလို့ပြောလို့ရမှာဖြစ်ပါတယ် သူတို့လေးတွေရဲ့ကြိုးစားအားထုတ်မှုကိုပြန်လည်ကြည့်လိုက်ကြရအောင်တကယ်ကိုကောင်းမွန်ပါလေရှေးတန်းနောက်တန်းအလေကုသမကစပ်ပြီးတော်တော်လေးကိုပြိသက်စိတ်ကြိုက်ကစားပြသွားခဲ့တယ်ငါတို့နိုင်မှဖြစ်မယ်ဒီပွဲစဉ်မှာငါတို့တွေလုံးဝရှုံးလို့မရဘူးအနောက်မှာငါတို့ကိုအားပိနေတဲ့စောင့်ကြည့်နေတဲ့ပြိသက်တွေရှိတယ်သူတို့တွေကိုငါတို့တွေမဖြစ်မနေနိုင်မွဲပေါ်ဆောင်ပေးမယ်ဆိုတဲ့အသည့်စိတ်နဲ့ကစားသွားခဲ့တဲ့ပုံပေါ်ပါလေအိုမန်တင်းနဲ့ကစားသွားခဲ့တဲ့ပွဲစဉ်ကိုကြည့်ရင်သိနိုင်ပါလေ ။အိုမန်တင်းဆိုတာကျွန်တော်တို့ဒီအုပ်စုတွေမှာတကယ်ကိုအင်အားအတော့တင်းဆုံးအသင်းဖြစ်ပါတယ်။စီးရီးယားလိုအသင်းမျိုးကိုတော့အနိုင်ကန်ထားတဲ့အိုမန်အသင်းကိုကျွန်တော်တို့မြန်မာလူစက်ခွန်မျိုးသားအသင်းဟာခြေစွမ်းသာဇီးနဲ့အပေါ်ဇီးကနေကစားသွားနိုင်ခဲ့တဲ့ဆိုတဲ့မျိုးမျိုးကကျွန်တော်တို့အားလုံးကိုအားမြင့်သက်စေခဲ့ရပါတယ်။ဘလို့ပဲဖြစ်နေပါစေလက်ရှိချိန်မှာကတော့အိုမန်လုံအသင်းမျိုးကိုအကောင်းဆုံးခြေစွမ်းသာကိုယ်တန်တွင်ခင်အသာနဲ့အသာစည်းကနေကစားတော့ခဲ့ပြီးတော့လက်ရှိချိန်မှာကတော့ ိသရီလိုဂျီနေတဲ့အနိုင်ရလက်တစ်ခုကိုတော့ပုံဖော်သွားနိုင်ခဲ့ပါတယ်မြန်မာယူစက်ခွန်အသင်းရဲ့လက်ရှိအနေအထားကိုပြန်လည်သုံးသပ်ရမယ်ဆိုရင်လည်းပထမအုပ်စုအဖွဲ့ပွဲစဉ်အာဖဂန်နစ္စတန်အသင်းနဲ့ပွဲစဉ်နီဘောအသင်းနဲ့ပွဲစဉ်တွေတုန်းကအထက်ခြေစွမ်းကိုပုံမူတိုးတက်အောင်ကစားပြသွားခဲ့ပါတယ်။အိုမန်အသင်းဟာတကယ်ကိုအင်အားတောင်တင်းနဲ့အသင်းသင်းသင်းဆိုရင်လည်းမမသလိုခက်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 ရင်းဆိုင်ရှင်မြိုင်မှုရီမန်းထားတဲ့အသင်းသင်းဆိုရင်လည်းမမပါဘူး။ ဒီလိုအသင်းမျိုးကိုပြိသက်အင်အားတောင်းတင်းခိုင်မာစွာနဲ့မြန်မာဟုဆက်ခွန်မျိုးသားအသင်းလေးကတော့ပြိသက်တွေရှေ့မှာပဲစွန်းစွန်းတမန်အနိုင်ရလက်ပုံပေါ်နိုင်ခဲ့ပြီးတော့ပွဲပြီးဆုံးချိန်မှာလည်းပြိသက်တွေနဲ့အတူပျော်ပျော်ရွှင်ရွှင်အောင်ပွဲခံပြသွားခဲ့ပါတယ်ကျွန်တော်အားလုံးတက်ရွှေရောင်လွမ်းမှုခဲ့တဲ့နေ့ရက်တွေကိုပြန်လည်ပုံပေါ်နိုင်မှုကမ္ဘာအဆင့်ပြိုင်မိုးတွေအာရှအဆင့်ပြိုင်မိုးတွေမှာဒီချိန်ကမြန်မာမြန်မာဟေးလို့အတန်းတွေဟေးကျွေးနိုင်မှုလက်ရှိအချိန်မှာကတော့ကလေးတွေကတော့အကောင်းဆုံးကြိုးစားအားထုတ်မှုတွေပြုလုပ်ပြနေတာဖြစ်ပါလေ လိုင်အိုအပိကင်းရဲ့ပြိသက်ကြီးရဲ့ယင်းနင်းကားတဲ့ချုပ်ကိုလည်းတင်ဆက်ပေးသွားခြင်းပါလေပြိသက်ဦးကအခုလိုမျိုးပြောပြခဲ့ပါလေကျွန်တော်အားလုံးကိုအခုလိုမျိုးလိုင်အိုအပိကွင်းရောက်ကွင်းထဲထိဝင်ရောက်အပိကွင်းရောက်စီစဉ်ပေးခဲ့တဲ့ဥစော့စော့ပါဝင်မြန်မာနိုင်ငံဘလုံးဖွဲ့ချုပ်ကိုကျေးဇူးတင်ပါလေလက်ရှိအချိန်မှာစွမ်းစွမ်းတမန်နဲ့စ조사အထုပ်ပေးခဲ့ကြတဲ့နိုင်မိုးတွေပုံဖော်ပေးခဲ့ကြတဲ့လက်ရှိကစားနေတဲ့မြန်မာဥစ္စာကိုမြို့သားအသင်းကိုလည်းအထူးကျေးဇူးတင်ပါလေ သူတို့လေးတွေကိုကြည်ရလားဂေကိုလင်းလင်းမြန်မြန်နဲ့ကိုရှိမဘောလုံးပြတ်သွားရင်အကောင်းဆုံးပြန်လည်လိုက်လို့လေပြီးတော့တစ်ပတ်အသင်းဘက်ကိုဘလို့နိုင်ယူရမယ်ငါတို့တွေဘလို့ကိုသွင်းမယ်ဆိုတော့အချိန်တိုင်းစားလောင်နေတဲ့ပုံစံကိုမြင်တွေ့ရပါတယ်ကျွန်တော်အလုံးမမြင်တွေ့ရခဲ့တဲ့အချိန်တွေကိုပြန်လည်ရရှိခဲ့တယ်လို့ထင်ပါတယ်။ဒါကြောင့်ကလေးတွေရဲ့စူးစမ်းအားထုတ်မှုကိုအတိမတ်ပြုစေချင်ပါတယ်။ နောက်ဆုံးပွဲဖြစ်တဲ့စီးရီးယားအသင်းနဲ့ပွဲစဉ်မှာလည်းဒီထက်ကောင်းမွန်တဲ့ခြေစွမ်းမျိုးနဲ့အနိုင်ရလက်ပုံဖော်နိုင်မယ်လို့မျှော်လင့်နေဆိုပြီးတဲ့ပြည်သက်ဦးကသုံးသက်ခဲ့ပါတယ်။လက်ရှိချိန်မှာကတော့မြန်မာ့ဥဆက်ခုအမျိုးသားအသင်းဟာအာရှဖလားခြေစပွဲဝင်ရောက်ရှင်မြိုင်ဝင်ရရှိနိုင်မှုအောင်မြင်မှုရရှိနိုင်မှုအတွက်လက်ကမ်းလူကိုရောက်ရှိသွားခဲ့ပြီးဖြစ်ပြီးတော့လာမယ့်စီးရီးယားအသင်းနဲ့ပွဲတွေဟာမြန်မာ့ဥဆက်ခုအမျိုးသားအသင်းအနေနဲ့တည်တမှန်ရရှိရုံနဲ့ခြေစပွဲအဆင့်ကိုအောင်မြင်လို့မြောက်သွားနိုင်တော့မှလည်းဖြစ်ပါတယ်။ လက်ရှိကစားနေတဲ့မြန်မာဦးစက်ခွန်အသင်းရဲ့မျိုးဆက်ကတော့လာမယ့်အနာဂတ်မှာ U20 နဲ့အသင်း U23 အသင်းပြီးတော့လေရွေးစင်အဆင့်ထိသွားမယ်အလောင်းမတွေမြောင်မြောင်စွာပေါင်းဝင်နေတယ်ဆိုတော့ကျွန်တော်တို့အားလုံးမျက်ဝါးထင်နေမြင်တွေ့ရပါတယ်သူတို့လေးတွေမှာစ조사အားထုတ်မှုအပြည့်ရှိပါတယ်။အဲ့ဒီ조사အားထုတ်မှုအပြည့်ရှိတဲ့မြင်ငွေးကပဲသူတို့လေးတွေကိုလက်ရွေးစင်အသိဉာဏ်အစင်တီရောက်ရှိအောင်တွန်းပို့သွားမှာဖြစ်ပါတယ်။ ပြီးတော့ကလေးတွေကိုပြုစုပြိုးထောင်ပေးခဲ့တဲ့နီးပြအဆအဆရာရာသောဆရာသမားတွေရဲ့ပုံစံကောင်းတွေကိုလည်းဒီပွဲစဉ်အတွင်းမှာမြင်တွေ့ရပါတယ်။ကလေးတွေရဲ့ကြိုးစားအားထုတ်မှုအပြင်နဲ့ရှင်မြန်ကစားမှုတွေပြိသက်ကိုတံမိုးထားလေးစားမှုတွေသူတို့လေးတွေရဲ့လှုပ်ချင်ကန်ကျင်စိတ်တွေကိုအပြည့်အဝပံပိုးကူညီထောက်ပံ့ပေးထားတယ်ဆိုတာဒီပွဲစဉ်မှာမြင်တွေ့ရပါတယ်။ပြီးတော့ကလေးတွေဘက်မှာလည်းသူတို့မှာရှိတဲ့စွမ်းရည်ဓာတ်ပိုပြီးတော့ကြိုးစားအားထုတ်မှုအပြည့်ကိုစွမ်းစွမ်းတမန်ပြသသွားခဲ့တယ်။ တဟမြမသားမရီမှာရှိတဲ့ရှိလိုက်တဲ့ခြေချင်းနေဖြစ်ပါလေလက်ရှိမြင်ငွေးမှာတော့မြမဟုဆက်ကိုမျိုးသားတင်းကတော့ပြိသက်တွေမျောလင့်နေတဲ့ရလက်တွေကိုပြောင်းပြန်လှန်ပစ်သွားခဲ့ပြီးတော့ကျွန်တော်အားလုံးကိုအားမင်သက်စေခဲ့သွားပြီဖြစ်ပါလေအသိကြီးတွေပေါင်ဝင်တဲ့အုပ်စုမှာကံရတယ်ဒါပေမဲ့လည်းအကောင်းဆုံးပုံစံနဲ့အရရှိအောင်သုံးမွေးသလုံးကိုအနိုင်ရလက်ပုံဖော်ပေးသွားခဲ့ပါလေဒါကြောင့်စီဒီယအသိနဲ့ပွဲတယ်မှာကျွန်တော်အားလုံးကိုအားမင်သက်အောင်ထမှန်လုပ်ပြနိုင်မယ်လို့လည်းမျောလင့်ထားပါတယ် တကယ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကောင်းတွေပြသပြီးတော့လာမယ့်စီးရီးယားအသင်းနဲ့ပွဲစဉ်မှာလည်းမြန်မာ့စက်ကိုမျိုးသားအသင်းနေနဲ့စွမ်းစွမ်းတမန်ကြိုးစားအားထုတ်မှုတွေပြုလုပ်ပြနိုင်ခဲ့ရင်တော့ကျွန်တော်တို့အားလုံးကိုအပျော်ပေါ်ပျော်စင့်စီအောင်မှာဖြစ်ပါလိမ့်ပြီးတော့ကလေးတွေရဲ့ဇာတ်ကွက်ကိုပြန်လဲတုံးသက်ပေးသွားခြင်းပါလိမ့်မြန်မာ့စက်ကိုမျိုးသားအသင်းရဲ့ဇာတ်ပုံကတော့ရှင်းပါလိမ့်သူတို့တွေဘလို့မျိုးပုံစံပဲကစားနေပါသေးတယ်။တစ်ဖက်အသင်းရဲ့ဇာတ်ကွက်ကိုလုံးဝလုံးဝ နေငယ်လှစ်လျူရှူထားခြင်းလည်းမရှိဘဲနဲ့အကောင်းဆုံးပုံစံနဲ့ပြန်လည်ကုကံကာကွယ်သွားတယ်။တပတ်သင်းရဲ့ထိုးပေါက်တိုက်စစ်ဈေးမှုတွေကိုရှေ့တန်းနောက်တန်းအလဲတန်းကစပြီးတော့အသက်သင်းလုံးစုစုစည်းစည်းနဲ့ပြန်လည်ကာကွယ်သွားနိုင်ခဲ့တဲ့မြင်းမျိုးကိုမြင်တွေ့ရတယ်။ပြီးတော့ခန်းစစ်ကနေတိုက်စစ်အတွင်ကူးပြောင်းတဲ့အချိန်မှလည်းတကယ်ကိုလှင်းလင်းမြန်မြန်တိတိကျကျနဲ့ပေးဖို့မှုတွေကိုပြုလုပ်နိုင်တယ်။မြမအူမျိုးသားအသင်းနဲ့ အနေငယ်မှယူလေးရှိတဲ့စိတ်လုံးနေမှုတွေကိုအကောင်းဆုံးပြင်ဆင်လာခဲ့ပြီးတော့ယူဆက်ခွန်အတင်းကတော့ပြိသက်တွေရင်ထဲကိုရောက်စေနိုင်မဲ့အလှပဆုံးသင်းကိုတွေကိုလည်းသင်းယူပြခဲ့ပြီးတော့ဂဲကိုလက်ရှိအချိန်မှာလက်မထောင်နိုင်စေခဲ့တဲ့အတင်းတဲ့တင်းလို့ပြောလို့ရမှာဖြစ်ပါတယ်မြမယူဆက်ကွန်အသင်းရဲ့နီးပြားချုပ်တို့ဦးဖြစ်တဲ့ဦးကျော်ဇေယျကိုလည်းမဖြစ်မနေမိထားလို့မရဘဲနဲ့ချီးကျူးရမှာဖြစ်ပါတယ်။ကလေးတွေကိုအဟဇာတာပြောင်းကစားကွက်ခင်းချင်းအစုံလင်းတဲ့ပြိသက်တွေကိုချပြနိုင်ရပါတယ်။ ရရှိသွားတဲ့သွေးငိုးတွေနဲ့ကစားကွက်ခင်းချင်းကိုကြည့်မယ်ဆိုရင်ပေါ်ပေါ်ပဲပဲကစားကွက်မျိုးကိုမတွေ့ရဘဲနဲ့တကယ်ကိုစွမ်းစွမ်းနမှန်ပြင်ဆင်လာခဲ့ပြီးတော့ရရှိခဲ့တဲ့အစုအဖွဲ့အသင်းအဖွဲ့ကောင်းမွန်မှု ပုံစံကနေသွေးငိုးတွေသွေးယူပြသွားခဲ့တဲ့မြင်ရင်းတွေကိုမြင်တွေ့ရပါတယ်။တပတ်သင်းရဲ့ကစားမားတွေကိုအကောင်းဆုံး present လိုက်လို့တကယ်ကိုဖိအားပေးမှုအဆင့်ကနေပဲသွေးငိုးတွေအဖြစ်ပြောင်းလဲနိုင်ခဲ့အောင်စွမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကတော့ရှင်းပါလေအတင်းတင်းတင်းတွေးကြတဲ့အချိန်မှာတစ်ဖက်အတင်းကိုတောက်လျှောက်ဖီအားပေးမယ်ရရှိခဲ့တဲ့အခွင့်အရေးတွေကိုကိုယ့်အဖြစ်ပြောင်းလဲနိုင်ခဲ့ဖို့ကလေးတွေကိုအနီးကပ်ညွန်ကြားထားဖို့လည်းရပါတယ်သူနေနဲ့ကိုင်းမေးကနေတောက်လျှောက်ကလေးတွေနားမှာအနီးကပ်ကြည့်ရှုဆောင်းရှောင်းနေပြီးတော့ကလေးတွေကိုလည်းဘယ်နေရာကိုဘလို့လှုပ်သိနေဘလို့ပုံစံမျိုးပြုလို့ရမယ်ဆိုတာကိုလည်းတောက်လျှောက်ညွှန်ကြားပေးတဲ့ပုံကလည်းပြိတ္တတွေကြားထဲမှာအထူးရေပန်းစားလျက်ရှိပါတယ်။ညီပါချုပ်ပြောကြခဲ့သလိုပါပဲ ကလေးတွေကိုလည်းဘလို့ကစားရမယ်ဆိုတာကိုအသေးစိတ်တင်ပြထားပါရယ်။ဒါကြောင့်သူတို့လေးတွေကိုင်းနေမှာအခုလိုမျိုးနိုင်မောတွေပုံဖော်သွားနိုင်တယ်လို့ထင်နေဆိုပြီးတော့ပြောပြခဲ့တာပါ။သူ့ရဲ့ကလေးတွေကိုသူယုံကြည်ပါရယ်။ကလေးတွေမှာစူးစမ်းအထောက်အမှုအပြည့်ရှိပါရယ်။သူတို့တွေနိုင်မောတွေစားလုံးနေပါရယ်။ဒီချစ်စစ်ပွဲအောင်မြင်မယ်လို့ယုံကြည်ပါရယ်။ပြိသက်ကြီးကိုလည်းကျေးဇူးတင်ပါရယ်။လာရောက်အပီးပေးခဲ့တဲ့အတွက်ရောနောက်ထပ်ပွဲတင်တွေအတွက်အရန်ကိုအားရှိပါရယ်။ကျွန်တော်အားလုံးချစ်စစ်ပွဲစိတ်ကိုလွန်မြောက်ပြီးတော့လာမယ့်ပွဲစဉ်မှာ အာရှဖလားခြေစပွဲအဆင့်ကြီးကိုဝင်ရောက်ရှေ့ပိုင်းဝင်ရရှိနိုင်မယ်လို့ယုံကြည်ထားတဲ့ဆိုပြီးလည်းနီးပြချုပ်ကတုံ့တက်ထားပါရယ်လက်ရှိမြင်ငွေးမှာတော့မြန်မာဟုဆက်ခွန်မျိုးသားတင်ရတော့အကောင်းဆုံးပုံစံတရရရှိနေပြီးတော့ပြည်သက်တွေမျောလင်းထားခဲ့တဲ့အာရှဖလားခြေစပွဲအဆင့်ကြီးကို အောင်မြင်သွားနိုင်ပါစေကြောင်းလည်းဆုမကောင်းတောင်းပေးလိုက်ချင်ပါရယ်နားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါရယ်